အားလုံးပဲမင်္ဂလာပါနာနိုဗနာနာလိုမျိုး ပုံထုတ်တာကောင်းတယ်ပုံပြင်တာကောင်းတဲ့ AI တကူရှာတွေ့ထားပါတယ်အခုလိုမျိုးပုံလေးတွေကိုလည်းနာနိုဗနာနာလိုမျိုးထုတ်နိုင်ပါတယ်ပြီးလို့ရှင်ပုံ edit ပြုလုပ်လို့ရပါတယ်ဒီပုံမှာဆိုရင်ဒီလူရဲ့ဒီအမျိုးသမီးရဲ့နှစ်ယောက်ကိုကျွန်တော်ထုတ်ထားပါတယ်ပြီးတော့သူတို့နှစ်ယောက်ကိုအဲဂျပန်လမ်းပေါ်မှာအခုလိုမျိုးပုံလေးပြန်ထုတ်လိုက်ပါတယ်ပြီးလို့ရှင်ဒီပုံရှိမယ်အဲဒီပုံရှိမယ်ပေါ့နော်အဲဒီမျိုးသမီးကိုစစောကပုံနဲ့ကိုဒီမျိုးထည့်တာမျိုးတွေပုံကို edit လုပ်လို့ရပါတယ် ပြီးတော့ဒီဘောလုံးလားပါလားဗျာเนาะဒါရှိမယ်ဘယ်လိုခေါ်လဲအဲ့တော့အဲ့ဒီလူကဒီဘောလုံးကိုဒါကွင်းထဲမှာကန်နေတဲ့ပုံเนาะအဲ consistent ဖြစ်တယ်ဗျာပဲရုပ်ကိုပြန်ကြည့်လိုက်เนาะဒီပုံကနောက်ထပ်ကွင်းထဲရောက်သွားတဲ့ပုံနဲ့တူတာကိုလည်းတွေ့ရတယ်အဲ့တော့ဒါမိုက်ပါတယ်ပြီးတော့ဒီအမျိုးသမီးလေးကဒီမှာဒီခုံနဲ့ဒီအမျိုးသမီးလေးနဲ့ရှိတယ်အဲဒီအမျိုးသမီးကိုခုံပေါ်မှာအဲဒီလူမျိုးလေး အနားယူခိုင်းထားတဲ့ပုံစံမျိုးတွေပြီးလို့ရှိရင်ဒီစားတော့ဆိုင်လား coffee ဆိုင်လားသူ့ကိုဒီတဲကိုထည့်လိုက်တာမျိုးတွေเนาะဒါမျိုးတွေပြုလုပ်လို့ရပါတယ်ကိုယ့်ရဲ့ပစ္စည်းတစ်ခုကိုကြောညာခြင်းနဲ့အဆင်ပြေတယ်ပေါ့เนาะဒီပစ္စည်းလေးကိုဒီအမျိုးသမီးလွယ်ထားတဲ့ပုံစံမျိုးပြုလုပ်တာပြုလုပ်ရတာမျိုးတွေရတယ်ဒီကားနဲ့ဒီအမျိုးသမီးနဲ့ကိုဒီအမျိုးသမီးကိုကားပေးရတဲ့အမျိုးတွေဒါကျွန်တော်ပြုလုပ်လို့ရပါတယ်ပြီးတော့နာနိုထပ်ပိုကောင်းတယ်လို့ပြောလို့ရတဲ့အချက်တစ်ခုကဘာလဲဆိုတော့ဒီမှာဗျာဒီအမျိုးသမီးတစ်ခုရှိတယ်ဒီဝတ်စုံရှိတယ်เนาะအဲအမျိုးသမီးကိုဒီဝတ်စုံကိုခံလိုက်ပါလေ ဒါပေမဲ့သူ့ရဲ့ post ကိုပါပြင်ပြလိုက်တယ်။သူ့ရဲ့ post ကိုသူ့ရဲ့ဒီကိုဟန်အနေထားကိုဒီလိုမျိုးဒီပုံလေးနဲ့ထိန်းချုပ်ခံထားလို့ရပါတယ်။ကိုလိုချင်တဲ့ပုံအနေထားနဲ့သူ့ကိုထိန်းချုပ်ပြီးတော့ဒီလိုမျိုးဖြစ်အောင်ပြုလုပ်လို့ရပါတယ်။ဟုတ်ပါပြီ။ဒီချက်ကတော့ပုံမိုက်ပါတယ်။ပြီးလို့ရှိရင်တော့ဒါထုံးစံတိုင်းပဲဒါ color မပါတဲ့ဒီပုံပေါ့နော်။ဒီ color မပါတဲ့ဒီပုံလိုမျိုးကိုအောက်မှာဒီမဲ့ color ထည့်လိုက်လို့ရှိရင်ဒီလူလည်း color ပါသွားတယ်။ကားကြီးလည်းပို့ပြီးတော့မြင်ထင်လာတာပဲ။ပြီးလို့ရှိရင်ပျက်စီးနေတဲ့ပုံတွေကိုလည်းပြင်လို့ရပါတယ်။ အဲ့ဒီလိုမျိုးတွေပြင်နိုင်ဖို့အတွက်ကျွန်တော်တို့ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ် browser မှာပြားလေးရိုက်လိုက်ပါဒီခွန်လားကွန်လားဘာလားပေါ့ဗျာအတန်တော့ကအဲ့ဒီ TU AI ပေါ့အဲအဲ့ဒီ AI နာမည်လေးလိုရိုက်မယ်ဒါပေမဲ့2509ကတော့သူ့ရဲ့အဲနောက်ထွက်လာတဲ့ version ပဲပြောရမလားပေါ့နော်အဲ့ဒါဖြစ်တယ်ကျွန်တော်အဲ့ဒီကိုဝင်လိုက်ဝင်လိုက်ဆိုဒီမှာ hacking face ဆိုတော့ပေါ်လာတယ်ဗျာဒီ hacking face မှာကျွန်တော်ပြင်မယ်ဆိုရင်တော့ ဒါအကန့်အသတ်နဲ့ပဲရတာ哦ကြာမိတ်ဆွေတို့တွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်ဒါအုပ်သုံးပါတော့မဟုတ်ဘူးဒါပေမဲ့ပြပြပေးမယ်ကွနော်အဲ့တော့ဒီ quant image မှာ image မှာဆိုရင်ကျွန်တော်တို့ကကိုပြင်ချင်တဲ့ပုံ2ပုံ3ပုံ4ပုံ5ပုံစသဖြင့်နော်ပုံတွေအများကြီးကိုကျွန်တော်တို့ကဒီနေရာမှာဒီဒီနေရာလေးကိုနှိပ်ပြီးတော့ကိုထည့်လို့ရတယ်ထားပါတော့ကိုကပုံ3ပုံကိုတစ်ပုံနဲ့ဖြစ်အောင်လုပ်ချင်တယ်ဒီနေရာနှိပ်ပြီး3ပုံလုံးထည့်လိုက်လို့ရတယ် လေးပုံငါးပုံကြီးလည်းထည့်လို့ရတယ်နော်ဒါပေမဲ့တခြားတနေရာဒီကဲသူ့ရဲ့အဲတကယ် website မှာသုံးပုံလောက်ပဲထည့်လို့ရမှာထင်တယ်အဲ့တော့ကျွန်တော်ကဒါကိုသုံးလို့လည်းရတယ်ဒါပေမဲ့ဒါကအကန့်အသတ်ရှိတာကဘာလဲဆိုတော့သူ့ရဲ့ free limit ရှိတယ်ပေါ့နော်နေ့စဉ်တော့ထုတ်ခွင့်ပေးထားတယ်အဲတနေ့ကိုတော့ကိုလိုသလောက်စိတ်ကြကြည်တော့မရဘူးနော်အဲ့ဒီအားနည်းချက်လေးတော့ရှိမှာပေါ့နော်အဲ့တော့ဒီ website လည်းရှိမှာနောက်ထပ် website ကတော့ဒါစိတ်ကြရတယ်နော်ပုံလည်းထုတ်ချင်သလောက်ထုတ် ပြင်လဲပြင်ရင်တော့ပြင်နော်အဲ့တော့ဒီ website ဖြစ်နေမယ်နော်အဲ့တော့ဒီဒီထဲကိုတစ်ချက်ဝင်လိုက်ပါဝင်လိုက်ပြီးတော့အမှန်တကယ်ကတော့အဲဒီတိုင်းဒီတိုင်းသွားတာတော့ကြားတယ်အမှန် quant.ai chat.quant.ai လားပါလားပြင်အဲ့ဒီအဲ့ထဲကိုဝင်လိုက်ရင်တော့တစ်ခါတည်းရောက်တယ်ပေါ့နော်ဒါပေမဲ့ဒါကလက်ပတ်ဝင်တယ်လို့တော့ဖြစ်သွားတယ်အဲ့တော့ဒီထဲကိုရောက်ပြီဆိုမှဒီမှာ try quant chat ပေါ့ဗျ quant လားပါလားမသိလို့ပေါ့ဗျာနော်အဲ့တော့အဲ့ check လေးအဲ့ဒါလေးကိုနှိပ်လိုက်ပေါ့အဲ့တော့ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ဒီ website လေးတွေကိုရောက်လာမယ်အဲ့တော့ ကျွန်တော်ဒီမှာမေးထားတဲ့အရင်တုန်းကဒါဆောင်ရွက်ခဲ့တဲ့ဟိုရှေ့တုန်းကဆောင်ရွက်ခဲ့တဲ့ဒီ chat တွေကိုလည်းဒီထဲမှာတွေ့နေရတယ်အဲ့တော့ကျွန်တော်တို့က line မကောင်းလို့ဒါနည်းနည်းကြာနေတာပေါ့နော် တကယ်တကယ်တော့ကျွန်တော်ကဒီအကြောင်းအရင်တော့လည်းပြောခဲ့ပြီးသားဒါပေမဲ့သူကအရင်တော့ထက်တာပိုကောင်းလာတယ်ပေါ့နော်ပိုကောင်းလာတာ AI နဲ့ရဲ့သဘောတရားကြီးအရင်ထက်တာပိုကောင်းလာတယ်အဲ့တော့ကျွန်တော်တို့က image ထုတ်ချင်တော့ဒါကျွန်တော်တို့ကလွယ်လွယ်လေးပဲဒီမှာ image generation ဆိုတာနှိပ်လိုက်အောင်နှိပ်လိုက်ရင်ဒါမျိုးတွေပေါ်လာတယ်ပေါ်လာပြီးသူကအောက်မှာလည်းနမူနာတွေပြထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပုံရဲ့ site တွေပါတယ်ကိုလည်းဒီလိုမျိုးရွေးလို့ရတယ်နော်ကိုယ့်ရဲ့ site site ရအောင်လို့ပေါ့နော်အဲ့တော့ ဒါကလည်းကောင်းတယ်ဗျ။နာနိုဘနာနာမှာတချို့ site တွေမှာပဲ16ကိုရတယ်။16ကိုလိုချင်ရင်လည်း16ကို site အဲထုတ်ပါတော့ဘာလို့ပြောနေရတယ်နာနိုမှာ။ဒီမှာကအဆင်ပြေတယ်ဗျ။16ကို site လည်းထုတ်လို့ရတယ်ပေါ့နော်။အဲ့တော့ပုံအဲဒါမှအဲဒီကိုဖြစ်ချင်တဲ့ပုံလေးအကြောင်းရေးပြီးတော့ဒီမှာထုတ်လိုက်ရုံပဲ။နော်အဲ့တော့ဒါကပုံထုတ်တာ။အခုကပုံပြင်တာတစ်ချက်ပြောမယ်ပေါ့နော်။အဲ့တော့ image generation ကိုကျွန်တော်တို့ဒီမှာအဲတပြန်ထောက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါချက်သေးကိုချက်သေးကိုပဲပြန်ရောက်သွားမယ်ပေါ့နော်။အဲ့တော့မှကျွန်တော်တို့ကဒီမှာ image edit ဆိုတာနေလိုက်လို့ရှိရင်ဒါပုံတွေပြင်လို့ရတယ်။နော်ပုံတွေပြင်လို့ရပြီဆိုတဲ့အချိန်ကျမှကျွန်တော်တို့ကဒီမှာဒီနေရာလေးကိုနှိပ်ပြီးတော့ပုံကိုနှစ်ပုံသုံးပုံလဲဒီနေရာမှာဒီ website မှာတော့သုံးပုံလောက်ပဲဒါ तू ကယူဝင်ပေးထားတယ်ဗျာနော်။လေးပုံလောက်ထည့်လို့မရတော့ဘူး။အဲ့တော့သုံးပုံပဲထည့်လိုက်မယ်။အဲ့တော့ကျွန်တော်ကဒီမှာဒီအမျိုးသမီးရဲ့ဒီအမျိုးသမီးရဲ့ဒီအမျိုးသားရဲ့၃ယောက်၃ယောက်ပုံရှိရနော်အဲ့ဒီ၃ယောက်ပုံကိုဒီပုံလေးဖြစ်အောင်ပေါင်းကြည့်မယ်အဲ open နဲ့နေလဲလို့ရှိရင်ဒီ၃ပုံကို तू upload လုပ်သွားမယ် အဲ့တော့ကျွန်တော်ကြိုရေးထားတဲ့စာလေးတစ်ခုရှိတယ်ဒီမှာပါလေဒီသုံးပုံကိုတပုံနဲ့ဖြစ်အောင်ပေါင်းပါပြီးလို့ရှိရင်အဲ့ဒီတပုံကဘယ်မှာဖြစ်နေရမလဲဆိုတော့ဒါဒီတောင်ဆောင်လို့ပြောရမလားဒီတောင်ကိုဟွာပေါ့နော်ကြောက်ကန်းပါလို့ပြောရမလားအဲ့လိုနေရာမှာဖြစ်ရမယ်လို့ကျွန်တော်ရေးထားတယ်ရေးထားပြီးတော့ကျွန်တော်တို့ဒီများလေးကိုနှိပ်လိုက်ရင်သူဘလို့ဖန်တီးနိုင်မလဲကြည့်ကြည့်ရအောင် အဲ့တော့ဒီမှာကြည့်ပါဒီမှာဒီ၃ယောက်ကို၃ပုံမှာရှိတဲ့၃ယောက်ကိုအခုလိုမျိုးပေါင်းပေးနိုင်တာတွေ့ရပါတယ်အဲ consistent လည်းဖြစ်တယ်ပေါ့နော်ပုံတွေကရှစ်အပေါ်ပုံတွေနဲ့တူတယ်ဥမာဒီမှာကြည့်ကြည့်လိုက်ပါဒီမျိုးသမီးပါမယ်ဒီဒီတယောက်ပါမယ်ပြီးရင်ဒီမှာ အင်းကြီးချွန်းနဲ့တယောက်ပါမယ်ပေါ့နော်အဲ့ဒီ၃ရပုံကိုဒီမဲ့အောက်မှာဖန်တီးပေးထားတယ်လုံးဝရုပ်လည်းတူတယ်ဗျာနော် consistent ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးမိုက်ပါတယ်အဲ့တော့ကြိုက်တယ်ဆိုရင်သူ့ကိုဖွင့်လိုက်တယ်ဖွင့်လိုက်ပြီးမှ download ဆိုတာကိုနှိပ်လိုက်ရုံပဲဟုတ်ပါပြီ channel edit တွေကိုလည်းကျွန်တော်တို့ကကိုဖြစ်စီခြင်းတဲ့အတိုင်းဒီမှာပုံထည့်မယ်ပုံထည့်ပြီးဒီနေရာမှာဘာဖြစ်ခြင်းလဲဆိုတာကိုပြောပြီးတော့လုတ်သွားလို့ရပါတယ်ဟုတ်ပါပြီဒီ video ကတော့ဒီလောက်ပါပဲ